ဘူးဘဝဲသိမှုပေါ့ဗျာသာလာအလေထားမှာလူဒီဒီမျိုးကိုဘဝဲသိမှုအဲ့ဒါလေးတော့လည်းဒီလိုပါဒီလိုကျွန်တော်ကြောက်ပြီးနေတယ်ဒီမျိုးကိုဘဝဲအောင်လဲကျွန်တော်တို့စိုက်ပြက်တယ်စိုက်ပြက်တယ်ဘဝဲသိမှုအဲဘလို့ဟာပြောစိုက်ပြက်လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်ရောက်ပါတဲ့အဲမှာအဲ့ဒီက30 40 43 55ပေါ့ဗျာအဲဒါမျိုးဒီလိုစိုက်မျိုးအပြည့်ကိုဝယ်တယ်ဆိုလို့ရှိရင်မရှိဘူးဥပမာအမကကာလပေးထားတဲ့အပြည့်ကိုပန်ဒီပစုံတစ်ခုဖြစ်တယ်ဆိုလို့တော့ကျွန်တော်တို့ဝယ်နေပြီလဲလို့ရတယ်ဥပမာဝယ်လဲလို့မရဘူးလဲဆိုလို့ရှိရင်ဥပမာသဘောတကားစိုက်ပြီးတော့မော်ဒယ်မှာရေးထားတဲ့50 kg 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 အဲအဲ့လိုတော့စိုက်ပြတ်ပေါ့ ြက်လို့ခေါ်တယ်။အဲ့ဒီစက်ပြက်တွေမှန်နေကိုဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ရာရဲ့ဆိုးရွားအမကန်တက်တန်းပေးခဲ့ပြီးတော့မှဒီအမကန်တက်တန်းကကျွန်တော်လုံသွားလို့ရှိရင်ကျွန်တော်တို့အပြင်စားပြစ်တွေမှာအဲ့လိုရှိတယ်။အဲ့လိုမှန်ပြောဥမာကွဲသွားတာတွေပါလို့ရှိရင်မှန်လဲရမယ်အမေသားတစ်ခုကိုပြက်ယွန်းသွားပြီဆိုရင်အဲ့ဒီကကျွန်တော်တို့လဲမယ်ဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့လုံးဝမရှိပါဘူး။အဲ့တော့လုံးဝမရှိတဲ့အတွက်အဲ့လိုမှန်မျိုးဆို ဝယ်သိဘူးเนาะအဲ့တော့ကျွန်တော်မဝယ်သိနေအခုကာလပေါ့နော်အခုအေးသာအခုချိန်ကာလမဝယ်သိတာလေးတက်တော်ပြီလေအဲနောက်ပါဒီနောက်ပါရေးထားတဲ့50ကျင့်တို့အဲနောက်ရှိပါသေးတယ်55လို့58တို့59တို့เนาะနောက်ပြီးတော့ဟိုလက်မ80တို့80ကျော်တို့ပေါ့နော်အဲဒါမျိုးတွေကိုလက်ရှိအနေအထားလက်ရှိအချိန်အခါရမှာကျွန်တော် ဝယ်သင့်ပါဘူး။ဒါပြလို့မဝယ်သင့်လဲဆိုလို့ရှိရင်အမကန်ကလာပြီးတော့လို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေဝယ်ရတာ၊ပန်းတွေဝယ်ရတာခက်ခဲရှိလို့အခုချိန်ဒီကလာမှာမဝယ်သင့်ဘူးလို့ပြောတာပါ။အမဝယ်မယ်ဆိုရင်လည်းစိုက်ပါမယ်ပေါ့ဝယ်ရမယ်။စိုက်ကလေးတွေကျွန်တော်တို့ရန်တွေကြောက်ပြမယ်။၃၀မိဝယ်ပါ၄၀လောက်ဝယ်ပါ၆၅၆၀အဲ့ဒီစိုက်ကလေးတွေကဒီကထားပြီးတော့ဒီစိုက်ကိုဝယ်မယ် ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကြ။ကျွန်တော်စံတာတော့ဒီမှာစိုက်ပြီးကျွန်တော်တို့ Fiverr ဖုန်းနံပါတ်ကတော့လောကောကျွန်တော်တို့ Payment ရာကတော့လောကောဒီလိုစံတဲ့ဒီမှာလာရောက်အပေးလို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောပါရစေ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကုန်ပြီးဒီကပါမယ်။